အများကြီးမျောလင်းထားတာပေါ့အများကြီးမျောလင်းထားတာပေါ့ပြနိုင်လို့ရှင်မိတိလားပေါ့နော်နေတိုင်းလို power house တွေဖြစ်စေခြင်းတယ်ပေါ့နော်သူသူနေကြလို့ရှင်လဲဒါဒီကံညာဝရိယစမ်းပေါ့နော်အကုန်လုံးပေါင်းပြီးတော့ဒါ MUN တရပူတိရအောင်ဖိုက်မယ်နော်ကိုဂျူနီယာဆိုတော့အများကြီးလဲမျောလင်းထားတယ်သူစူးစမ်းထားတာကိုလဲကိုကိုတိုင်း သိတယ်ဆိုတော့လေအများကြီးမျောလင့်ထားတယ်ဒါပေမဲ့ဒီ stage lag တွေပါရရှိသေးတယ်ဒီပွဲရဲ့ကံဆိုတာလည်းရှိသေးတယ်ဆိုတော့ဒါဖျားတရားလေးလည်းများများလုံးဒီမှာလေးကပြီးတော့ဒီလိုပဲဆက်ပြီးတော့စူးစမ်းသွားပေါ့နော်စူးစမ်းတဲ့သူတိုင်းအတွက်နေရာတနေရာဆိုတာရှိပါတယ်ဒီမှာလေးကို office ကနေလည်းပြောချင်ပါတယ်ကျွန်မကိုမိဖို့တော့အရန်စူးစမ်းအောင်ပါဘာမဟုတ်တာဟုတ်ကဲ့အာမနစ်ကလည်းအရန်ကြိုက်ခဲ့တာပေါ့နော်တကယ်ကို ကဲအဲ့တော့ပဲ body structure တွေရောပြီးတော့ကဝေါ်ရောအရင်သဘောကျတယ်ပြီးတော့အလုံးကလည်းအရင်ကြိုက်တယ်အရင်မျောလင်းတဲ့သူဆိုတော့လေအများကြီးအာမှီဖို့ကအများကြီးကြိုးစားမှာပါဟုတ်အဲ senior တယောက်အနေနဲ့ပေါ့နော်ဒီဇူလိုင်မိထီလာကိုစားပြုအနေနဲ့ကို junior ဖြစ်လာတဲ့ပုံမှာအချို့ရအများကြီးလဲ supporting လုပ်ဖို့လဲစဉ်းစားထားတယ်လှုပ်လဲလှုပ်ပေးနေတယ်ပေါ့နော်သူမသိတာရှိတာလေးမင်းမယ်အာပြီးတော့ကျတော့ဒီအဲသူလဲအကောင်းဆုံးကိုစားပြု มาဖြစ်တယ်ပေါ့เนาะဒီ stage ပေါ်မှာဆိုတော့အများကြီး support လုပ်ပေးသားမှာပါညီမလေးကိုဟုတ်တယ် သူတို့ပွဲ final နေ့မှာ cherry ကကြတော့ဒီပိုလန်သွားမဲ့ visa ကိစ္စနဲ့ဘန်ကောက်ရောက်နေတာပေါ့နော်ဆိုတော့ပြန်လာလို့ကလည်းအဆင်မပြေဘူးဆိုတော့ crown တော့မလွှဲလိုက်ရဘူးဒါပေမဲ့ cherry post လေးလဲတင်ပြီးတော့ညီမလေးကိုအားပေးထားတယ်ဒီအများကြီးစူးစမ်းပါပေါ့နော်ဒီ crown မလွှဲလိုက်ရပေမဲ့လည်းဒီ cherry ရဲ့ပြီးဆုံးသွားတဲ့တာဝန်တွေကိုညီမလေးအကောင်းဆုံးဆက်ပြီးတော့ထမ်းဆောင်မယ်ဆိုတာ cherry ရတဲ့ယုံကြည်တယ်ဟုတ်ကဲ့ကျမကိုမိဖို့တော့ရန်စူးစမ်းပါပေါ့နော်ဟုတ်တာဟုတ်ကဲ့အာမနစ်ကလည်းအရန်ကြိုက်ခဲ့တာပေါ့နော်တကယ်ကို အိုင်ဒေါ်ပဲအရင်ကြိုက်ပြီးတော့ဟိုအင်တာဗျူးတိုင်းမှာလည်းအများကြီးဖြေရဲအကြိုက်ဆုံး Miss Universe မြန်မာဆိုလို့ရှိရင် First Runner up ရသွားရဲအမပေါ့နော်ဒါ Miss Super Nation လည်းတက်ပြိုင်တော့မယ်အအရင်သဘောကျရဲမိနစ်ခရေက body structure တွေရောပြီးတော့ cut wall အရင်သဘောကျရဲပြီးတော့အလုံးကလည်းအရင်ကြိုက်တဲ့အရင်မျောလင်းတဲ့သူဆိုတော့လေအများကြီးအာမိဘကအများကြီးစူးစမ်းရမှာပါ။အော်မဟုတ်တာပါ။အခုလည်းသူအများကြီးစူးစမ်းနေဆိုတော့သူ cover တွေလည်းဒါအများကြီးတိုးတက်လာရဲ့ပေါ့နော်။ဆရာကတေချာ လေးလဲသူ့သေးစိတ်ပြင်ပေးရတယ်ထင်ပါရဲ့ cherry တော့ကလိုပဲပေါ့နော်ဆိုတော့သူအများကြီးတိုးတက်လာပြီးတော့ဒီ physical beauty ဘိုင်းဆိုလို့ရှိရင်လဲသူတော်တော်လေးလှလာတယ်အရင်တော့ကလဲသူ့မြင်မှုတယ်ပေါ့နော်ဒီတချင်းဆိုတာပွဲတွေမှာဆိုလို့ရှိရင်သူပွဲတက်တွေပါရင်သွားရင်သူ့မြင်မှုတယ်အခုတကယ်အပြင်မှာလဲအများကြီးပိုလာလာတယ်တကယ်တော့လေသူကကို့အမကိုမိဖို့ကြိုးစားမယ်ပြတာသူကြောက်တော့ကြောက်နေပါလေကို့ဂျူနီယာဆိုတော့အများကြီးလဲမျောလင့်ထားတယ်သူစူးစမ်းထားတာကိုလဲကိုကိုတိုင်း သိတယ်ဆိုတော့လေအများကြီးမျောလင့်ထားတယ်ဒါပေမဲ့ဒီ stage lag ေပါရှိသေးတယ်ဒီပွဲရဲ့ကံဆိုတာလည်းရှိသေးတယ်ဆိုတော့ဒါဖျားတရားလေးလည်းများလုံးဒီမှာလေးကပြီးတော့ဒီလိုပဲဆက်ပြီးတော့စူးစမ်းသွားပေါ့နော်စူးစမ်းတဲ့သူတိုင်းတို့နေရာတနေရာဆိုတာရှိပါတယ်ဒီမှာလေးကို office ကလေးလည်းပြောချင်ပါတယ်သူတောက်လျှောက် activities တွေဆိုလို့ရှိရင်သူအမြဲတမ်းတင်တင်လေးရှိရပေါ့နော်ဆိုတော့သူကဝလေးကျင်တာတွေပြီးတော့ကြတော့ဒီသူ body ဆိုလို့ရှိရင်လည်းတော်တော်လေးလှလာတယ်ဒါသူဟိုတချို့อ่ะပေါ့เนาะဝေဖန်ကြရဲပေါ့เนาะဒီရှင်ခါတုတ်တယ်ဘာညာဆိုတော့သူဒါထမင်းဟင်းနေ short စားပြီးတော့သူတက ယ်ကိုဒါရက်နဲ့ပေါ့နော်ပြင်ဆင်နေရတွေ့ရခါမှာအားလဲအားရတယ်ပြီးတော့တကယ်လဲတော်တယ်လို့ချီးကျူးကြပါတယ်သူ့ကိုလေအများကြီးပဲပေါ့စပြီးတော့ဒါသမီးရဲ့ pageant လောကရရောက်လာတကယ်ကို first experience ဆိုဘာမှမသိဘူး um city ပွဲမှာ career ပေါ့နော်ဟိုမပြိုင်စမပြိုင်ခင်တည်းအမအကိုလည်းမေးရယ်ပြိုင်တော့လည်းမေးရယ်ပြောတယ် advocacy project လုပ်တဲ့အခါမှာလဲကိုနားမလဲရရှိရင်မေးရယ်အမလည်းလုံအောင်လူလူလာလာနဲ့တကယ်ကိုဟိုပြိုင်ပွဲအတွက် operation တွေလုပ်နေရတဲ့အချိန်လုံးဝအချိန်မအားတဲ့အချိန်တောင်မှအချိန်လေးတစ်ခုရအောင်ဖက်ပေးရတော့ကိုကျေးဇူးအများကြီးတင်တယ်အဲ့ဒါရန်ကိုပျော်ရယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုရဲ့ senior အမကိုဒီလောက်ထိဟိုမအားတဲ့ကြားပေါ့နော် support ပေးရတဲ့အတွက်အရန်ကို ဟိုဝမ်းတာခုံယူရယ်ပေါ့နော်ဟုတ်ဟုတ် cherry ကကြတော့အဲ့ဒီသူနဲ့ရပေါ့နော်အခုမှဒီပြန်တွေ့ဖြစ်တာပေါ့နော်ဒီတောက်လျှောက်က cherry ရှိမှဘန်ကောက်ရောက်နေတာဆိုတော့ cherry တို့ဒီ line မောကပဲဆက်သွယ်တယ်ဒီ CB မှာစာပို့တယ်ပြီးတော့ဖုန်းနဲ့ပေါ့နော်ပြောတယ်အာ cherry နေနဲ့သူ့ကိုပြောပြတာတကယ်လဲပြောပြရတဲ့သူလဲအားတက်တယ်ဘာဖြစ်လို့ဆို တချို့ဒီဟိုဟာဆိုလို့ရှင်မစူးစားရှင်တဲ့သူဆိုလို့ရှင်ဒါဘာမှလိုက်ပြီးတော့မေးနေမှလည်းမဟုတ်ဘူးပေါ့နော်ကိုကကိုတတ်တာတယ်လို့နေမှာ तू อ่ะအဲ့လိုမဟုတ်ဘူးလာမေးတယ် तू သိချင်တာလေးဆိုလို့ရှင်ဒါ project ဆိုလို့ရှင်မမရေဘလိုလေးသွားရင်ပိုကောင်းမလဲချယ်ရီကလည်းကို့တော့က ဒီ experience တွေနဲ့ပြန်ရှင်ပြီးတော့ပေါ့နော်ညီမလေး project solution ဒီလိုဒီလိုလေးလုပ်ရင်တော့ပို့ပြီးတော့အဆင်ပြေမယ်အာ cherry တေချာလေးပြောပြတယ်ခတ်ဝော့ပိုင်းပြီးတော့ကြတော့ဒီသူဒီစိတ်ခွန်အားပိုင်းဆိုင်ရာတွေကလည်းဒါပြိုင်ပွဲတစ်ခုမှဆိုလို့ရှိရင်အရင်အရေးကြီးတယ်ဆိုတော့စိတ်ထားကိုဘယ်လိုလေးထားသင့်တယ်ပြီးတော့ကြတော့ဒီရှင်ပြိုင်တဲ့နေရာမှာပေါ့နော်ဘယ်လို technique လေးသုံးသင့်တယ်စတဲ့အာဒီအကြောင်းအရာလေးတွေ cherry ပြောပြဖြစ်တယ်သူကလည်းတေချာလေးကိုစိတ်ဝင်တစားနဲ့လိုက်ပြီးတော့အမေးတယ်ပေါ့နော်သူမသိတာလေးရှိလို့ရှိရင်ဆိုတော့အာသူကစိတ်ဝင်တစားနဲ့စိတ်တက်ကြွမှုရှိတာကြောင့်ပေါ့နော် cherry ပြောပြတာ ာလည်းတကယ်ကိုအားဖြစ်တယ်အာအများကြီးမျောလင်းထားတာပေါ့အများကြီးမျောလင်းထားတာပေါ့ဖြစ်နိုင်လို့ရှိရင်မိတိလာပေါ့နော်နေ့တိုင်းလို power house တွေဖြစ်စေခြင်းတယ်ပေါ့နော်သူသူနေ့ကြလို့ရှိရင်လည်းဒါဒီကန်ညံဝရိယဆန်းပေါ့နော်အကုန်လုံးပေါင်းပြီးတော့ဒါ MUN တရပူတိရအောင်ဖိုက်မယ်နော်ဟုတ်အမကတော့တေချာပါတယ်ဒါဟို Miss Supranational မှာလည်းပေါ့နော်အရန်ကိုတော်ရဲအမဆိုတော့ယုံကြည်ပြီးသားအများကြီးလဲမျောလင့်ထားတယ် ဒီမှာလေးစူးစမ်းပါလို့ပြောချင်ပါတယ်။ဒီမှာစူးစမ်းမယ်စူးစမ်းမယ်စိတ်ချ placement fighting တို့တွေတူတူစူးစမ်းကြတာ။